ဒီနေ့ဒီဗီဒီယိုလေးမှာရ iPhone screen ကြောင်းနေရလို့ရှင်ကိုယ်တိုင်ဖြည့်ရှင်းလို့ရမယ့်နည်းလမ်းလေးတွေကိုဝင်ပြပေးတော်မှာဖြစ်ပါတယ်။ဒီကလေးတို့ကိုယ့်ရဲ့ phone screen ကကြောင်းနေခဲ့ပြီဆိုလို့ရှင်တော့အရလိုပထမဦးဆုံးအနေနဲ့လုပ်ကြည့်တင်တာတော့ reset ချစီတာပါ။အဲလိုအကြောင်းမျိုးမျိုးကြောင့်ကိုယ့်ရဲ့ phone မှာ software ကြောင်းနေခဲ့ပြီဆိုလို့ရှင်တခါတလေ restart လုပ်လိုက်တာနဲ့လည်းပြန်ကောင်းလာမျိုးဖြစ်တတ်ပါတယ်။ဒါပေမဲ့ restart လုပ်တာတော့မှပဲမကောင်းသေးဘူးဆိုလို့ရှင်တော့ရောက် setting ထဲကိုဝင် ပြီးရင် January ထဲက reset မှာ reset all setting ကိုလုပ်ကြည့်ပါရှင်နောက်တစ်ချက်ကတော့ကိုယ့်ရဲ့ဖုန်းမှာ iOS latest version တင်ထားမှထားတော့တစ်ချက် CG ပေးပါတချို့ iOS version နဲ့မှာဆိုလို့ရှိရင် test screen ကောင်းကောင်းအလုံးမလုံးတာပါဝင် bug လို့ခေါ်တဲ့အရာလေးပါလာတတ်ပါတယ်။ဒီ bug တွေကိုတော့ app ကနေပြီးတော့မှ software update လုပ်ပြီးပြီးတော့မှဖြေရှင်းပေးလို့ရှိပါတယ်။ ဒါကြောင့်မလို့ကိုယ့်ရဲ့ screen error တခုခုကြုံလာခဲ့ပြီဆိုလို့ရှိရင်တော့အရင်ဦးဆုံး software update လုပ်ပေးသင့်ပါတယ်နောက်ထပ်အရေးကြီးတာကတော့ screen မှာအမုံမွားလေးနဲ့တခြားဘာမှရှိမနေအောင်လို့နူးညံ့တဲ့အဝတ်လေးတုံးပြီးတော့မှတန်ရှင်းလုပ်ပေးကြည့်ပါတကယ်လို့ screen မှာရေတင်ညာပဲဖြစ်ဖြစ်ရေစုံနေတဲ့လက်နဲ့အသုံးပြုမယ်ဆိုလို့ရှင်တော့ screen ကကောင်းကောင်းအလုပ်လုပ်နိုင်တော့မှာမဟုတ်ပါဘူးရှင် တစ်ချက်ကကြတော့ကိုယ့်ရဲ့ဖုန်းမှာ screen protector ကြီးကတ်ထားမယ်ဆိုလို့ရှင်ဒါဖြာပြီးတော့မှအသုံးပြုချင်တင်ပါတယ်။နောက်တစ်ချက်ဆိုတချို့အရေးအသွေးနှိမ့်တဲ့ screen protector ကြီးကကြတော့ကိုယ့်ရဲ့ဖုန်း screen ကိုကြောင်နာရီတက်မမိရဖြစ်စေတတ်ပါရဲ့ရှင်။ တကယ်လို့ဒီလို screen ကောင်းကောင်းအလုံးမလုပ်ဘူးဆိုလို့ရှိရင်တော့အာသွင်းကျိုးတက်ထားမှဖြစ်တာလားဆိုတော့တစ်ချက်အစီအကြည့်ပေးပါရှင့်ဒီလိုအာသွင်းနဲ့ပစ္စည်းအကြောင်းဖြစ်တာဆိုလို့ရှိရင်တော့တခြားအာသွင်းကျိုးတွေအာသွင်းကောင်းတွေကိုရဲပြီးတော့မှအသုံးပြုသင့်ပါတယ်နောက်ပြီး360လိုမျိုးကိုယ့်ရဲ့ဖုန်းတစ်ခုလုံးကိုကာပေးထားတဲ့ cover တွေအသုံးပြုထားရဆိုလို့ရှိရင်လည်းဒါတွေဖြုတ်ပြီးတော့မှရအောင်စမ်းကြည့်သင့်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဖုန်းနဲ့မကိုက်ညီတော့တဲ့ accessory တွေကိုရအောင်အသုံးပြုထားမယ်ဆိုလို့ရှိရင် screen အလုံးမလုပ်တော့အောင်မျိုးဖြစ်စေတတ်ပါရှင့် ရအောင်ပြောပြပြီးသွားတဲ့နီလန်းလေးတွေတုံးပြီးတော့မှအဆင်မပြေသေးဘူးဆိုလို့ရှိရင်တော့ဒါကျွမ်းကျင်တဲ့ technician တွေနဲ့ပြသဖို့လိုအပ်ပါပြီရှင်။ကြည့်ရှုအားပေးတဲ့သူရောက်စီတိုင်းကိုလည်းကျေးဇူးများရှိတင်ပါတယ်ရှင်။